ရှမတဲ့ခရစ်ဝင် အခန်းကြီး29အငယ်1မှ66နနက်အချိန်ရောက်လျှင်ယေဘရဟိအကြီးတို့နှင့်လူတို့တွင်အကြီးအကဲဖြစ်သောသူအပေါင်းတို့သည်ယေရှုကိုတတ်အံ့သောငါတိုင်ပင်၍ဥရောကိုချီနှောင်ပြီးလျှင်မြို့ဝင်မင်းပုံနိပိလက်ထံသို့ဆောင်းသွား၍အပ်လိုက်ကြ၏ထိုအခါကိုရောကိုအံ့နံသောယုဒရှကာတို့သည်ကိုရော၌တေပစ်ကို စီရင်ကြသည်ကိုသိမြင်လျှင် နောင်တရ၍ငွေ30ကိုရစ်ပရောဟိတ်အကြီးလူအကြီးအကဲတို့၌ပြန်ပေး၍အကျွန်ုပ်ပြစ်မာပါပြီအပြစ်မရှိသောသူ၏အသွေးကိုအံ့မိပါပြီဟုဆို၏ထိုသူတို့ကလည်းငါတို့နှင့်အဘယ်သို့ဆိုင်သနည်းကိုအမှုကိုကိုကြည့်လောဟုဆိုကြတော့သူသည်ထိုငွေကိုဗိမှန်တော်၌ပြစ်ချခဲ့၍အခြားသို့သွားပြီးလျှင်လေကျိုးတက်၍တည်လေ၏ ယစ်ဘရိုဟိအကြီးတို့သည်ထိုငွေကိုယူ၍အသွေး၏အဘိုးဖြစ်၏ဗိမာန်တော်၌မသွင်းအပ်ဟု ပြောဆို တိုင်ပင်ပြီးမှ အိုထိန်သမား၏မြေအကွက်ကိုတပားအမျိုးသားတို့၏တင်ချိုင်ဖြစ်စေဖို့ရာထိုငွေနှင့်ဝယ်ကြ၏ထိုအကြောင်းကို အစွဲပြု၍ယခုတိုင်အောင်ထိုမြေအကွက်ကိုသွေးမြေဟု ခေါ်တွင်ကြ၏ ပရောဖက်ယေရမိဟောဒီကဣသရေလလူတို့သည် အဖိုးပြတ်တော်သူ၏ကိုဖိုးငွေ30ကို သူတို့သည်ယူ၍သာရပြားသည်ငါ့ကိုမှားထားတော်မူသည့်အတိုင်းအိုထိန်သမား၏မြေအကွက်ကိုဝယ်ကြ၏ဟူသောစကားသည်သူအခါပြည့်စုံခြင်းသို့ ရောက်လေ၏ယေရှုသည်မြို့ဝင်မင်းရှိသူရောက်တော်မူသည်ရှိသောမြို့ဝင်မင်းကတင်သည်ယူဒရှင်ပြည်မှန်တယ်လို့မေးလျင် ယေရှုကမင်းကြီးမေးသည့်အတိုင်းမှန်သည်ဟုမိန့်တော်မူ၏ယိပရောဟိအကြီးတို့နှင့်လူအကြီးအကဲတို့သည်အပြစ်တင်ကြသောတခွန်းကိုမျှပြန်တော်မမူပိလက်မင်းကလည်းတင့်တဖက်၌အဘဲမျှလောက်တည်တည်ခံကြသည်ကိုတင်မကြသလိုဟုပြောဆိုတော်လဲစကားတခွန်းကိုမျှပြန်တော်မမူသည်ကိုမြို့ဝင်မင်းသည်အလွန်အံ့ဩလေ၏ ထိုပွဲ၌မြို့ဝင်မင်းသည်အကျဉ်းထားသောသူတို့တွင် လူများတို့အလိုရှိသောသူတစ်ယောက်ယောက်ကိုလွှတ်မြေထုံးစံရှိ၏ထိုအခါအကျဉ်းထားသောသူတို့တွင်ပါရဘအမိရှိသောကြော်စိုးသောသူတစ်ယောက်ရှိ၏လူများစည်းဝေးကြသည်ရှိသောပြီးလက်မင်းကသင်တို့သည်အဘဲသူကိုလွှတ်စေခြင်းတည်းနီးပါရဘကိုလွှတ်စေခြင်းတလော ခရစ်ဟုခေါ်ဝေါ်သောယေရှုကိုလွတ်စေခြင်းတလို့ဟု လူများတို့အားမေးလေ၏အဘယ်ကြောင့်ဤသို့မေးသနည်းဟုမူကားထိုသူတို့သည်မနာလိုသောစိတ်နှင့်ယေရှုကို အနှံကြောင်းကိုပြည့်လက်မင်းသိ၏ထိုမှတပါတရားပလင်ပေါ်မှထိုင်စဉ်တွင်မိမိခင်ပွန်းသည် လူလင်တယောက်ကိုဆေလွှတ်၍ထိုဖြောင့်မတ်သောသူကိုအဘယ်သို့မျှမပြုပါနှင့်ယနေ့ပင်ကျမသည်ထိုသူကြောင့် အိမ်မက်၌ပြင်းစွာခံရပါပြီဟုမှားလိုက်၏လူအစုအဝေးတို့သည်ဘရဘကိုတောင်း၍ယေရှုကိုတတ်စေခြင်းကယေဘရောဟိအကြီးတို့နှင့်လူအကြီးအကဲတို့သည် လူများကိုတိုက်တွန်းတွေးဆောင်ကြ၏ထို့ကြောင့်မြို့ဝင်မင်းသည်ဤသူနှစ်ယောက်တို့တွင် သင်တို့သည်အဘယ်သူကိုလွတ်စေခြင်းတည်းဟု လူများကိုတဖန်မေးသောအခါဘရဘကိုလွတ်စေခြင်းမသည်ဟုပြောကြ၏ပိလက်မင်းကလည်း တို့ဖြစ်လေခရစ်ဟုခေါ်ဝေါ်တော်ယေရှုကိုအဘယ်သို့ပြုရမည်နည်းဟုမေးပြန်တော်ထိုသူအပေါင်းတို့ကသူသည်လက်ဝါးကတိုင်မှာရိုက်ထားခြင်းကို ခံပါလေစေဟုဆိုကြ၏မြို့ဝင်မင်းကလည်းအဘယ်ကြောင့်နည်းအဘယ်အဖြစ်ကိုပြုပြီသနည်းဟုမေးလျင်ထိုသူသည်လက်ဝါးကတိုင်မှာရိုက်ထားခြင်းကိုခံပါလေစေဟုလူများတို့သည်တာ၍ဟစ်ကြ၏ ပြိလက်မင်းသည်မိမိမနိုင်လူများตา၍ယုံရင်ခတ်မြပြုကြသည်ကိုမြင်လင်ရေကိုယူ၍လူများရှိတွင်မိမိလက်ကိုဆေးလျက်ဤဖြောက်မှတ်သောသူ၏အသွေးနှင့်ငါသည်ကင်းရှင်း၏ဤအမှုကိုသင်တို့ကြည်ကြလောဟုဆို၏ထိုလူအပေါင်းတို့ကသူ၏အသွေးသည်ငါတို့၏ခေါင်းပေါ်၌၎င်းတားမြေတို့၏ခေါင်းပေါ်၌၎င်းတည်ရှိပါစေဟုပြန်ပြောကြ၏ ပြီးလက်မင်းသည်လည်းဘရဘကို လူများတို့အားလွတ်လေ၏ယေရှုကိုကားရိုက်ပြီးလျင်လဝါကတိုင်မှာတက်စေခြင်းကအပ်လိုက်လေ၏သူအခါမြို့ဝင်မင်းဤစစ်သူရဲတို့သည်ယေရှုကိုအိမ်တော်ဦးသို့ဆောင်းသွား၍စစ်သူရဲတက်လုံးကိုအထံတော်၌ဆုယုံစေပြီးမှအဝတ်တော်ကိုချွ၍နီတော်ဝတ်လုံးကိုခြုံစေကြ၏။စူးပင်နှင့်ရက်တော်ဦးရစ်ကို ကောင်းတော်၌တင်ကြ၏။ ဂျူတလုံးကိုလည်းလက်ရလက်တော်နှင့်ကင်စေပြီးလင်ရှေ့တော်မှာဒူးထောက်လျက်ယူဒရှင်ပြီးရင်ကိုရောသည်မင်္ဂလာရှိစေတည်းဟူ၍ကိုရောကိုပြက်ရပြုကြ၏ကိုရောကိုတတွေးနှင့်ထွေးကြ၏ဂျူလုံးကိုယူ၍ကောင်းတော်ကိုရိုက်ကြ၏ထို့သို့ကိုရောကိုပြက်ရပြုသည့်နောက်မင်းဝတ်လုံးကိုချွတ်၍အဝတ်တော်ကိုဝတ်ပြန်စေပြီးလင်လဝါကတ်တိုင်မှာရိုက်ထားခြင်းကထုတ်သွားကြ၏ သွားကြစဉ်တွင် ရှိမုံအမိရှိသောကုရီနေပြည်သားတယောက်ကိုတွေ့လျင် အနိုင်ပြု၍လဝါကတိုင်တော်ကိုထမ်းစေကြ၏။ဥကောင်းခွန်အယက်ဟုဆိုလိုသောဂောလဂောတာအမိတွင်သောအယက်တို့ရောက်ကြသောစေခါနှင့်ရောသော ပုံးရီကို ကိုရိုအားတောက်ဆိတ်သောငါပေးလျင်မြီးစမ်းတော်မူ၍မတောက်ချင်ဘဲနေလေ၏။ကိုရိုကိုလဝါကတိုင်မှရိုက်ထားပြီးလျင်အဝတ်တော်တို့ကို စည်ရည်တံချ၍ဝေဖန်ကြ၏သူရဲ့၌လေထိုင်လျက်စောင့်နေကြ၏အပြစ်ဖော်ပြသောကပီးလေးစာချက်ဟူမူကားဤသူသည်ယူဒရှင်ဘုရင်ယေရှုပေတီဟုရေး၍ကောင်းတော်ပေါ်မှတက်သည်သူအခါကိုရောနှစ်တကွတပြနှစ်ယောက်တို့ကိုလက်ရာတော်ဘက်၌တယောက်လဝဲတော်ဘက်၌တယောက်လဝါးကတ်တိုင်မှရိုက်ထားကြ၏ လမ်းမှာတွာလာသော သူတို့ကလည်းဗိမာန်တော်ကိုဖြိုဖျက်၍သုံးရက်အတွင်းတွင်တိဆောက်ပြန်တော်သူကိုကိုကိုကဲ့တင်လော့ဘုရားသခင်ဤသားတော်မှန်လင်လဝါကတ်တိုင်မှဆင်းလောဟုမိမိတို့ခေါင်းကိုညှဲ့၍ကဲ့ရဲ့သောစကားနှင့်ပြောဆိုကြ၏ထိုနည်းတူယေဘုဟိအကြီးကျမ်းပြစီယာလူအကြီးအကဲတို့က ဤသူသည်သူတပါးတို့ကိုကဲတင်တတ်၏ကိုကိုမကဲတင်နိုင်ပါတကားဤသူရီလာရှင်ပြေမှန်လင်လက်ဝါးကတ်တိုင်မှယခုဆင်းပါလေစေဆင်းလင်ငါတို့ယုံကြည်မီ သူသည်ဖျားသခင်ကိုကိုးစားပြီးငါသည်ဖျားသခင်၏သားဖြစ်၏ဟုဆိုပြီးတို့ဖြစ်၍ဖျားသခင်သည် သူ၌အလိုတော်ရှိလျင်ယခုပင်ကဲတင်တော်မူပါလိမ့်စေဟု ပြည့်ရဲ့ပြု၍ပြောဆိုကြ၏ထိုနည်းတူ ကိုရောနှင့်တကွလဝါကတိုင်မှရိုက်ထားသော တပြတို့သည်လည်းကဲ့ရဲ့အပြစ်တင်ကြ၏မွန်းတဲ့အချိန်မှစ၍သုံးချက်တည်းအချိန်တိုင်အောင်မြေတပြင်လုံး၌မှောင်မိုက်အတိဖြစ်လေ၏ သုံးချက်တည်းအချိန်၌ယေရှုကအေလိအေလိလာမာရှာဘခတာနီဟု ကြီးသောအသံနှင့်ကြွေးကြော်တော်မူ၏အနက်ကအကျွန်ုပ်ဖျားအကျွန်ုပ်ဖျားအဘဲကြောင့်အကျွန်ုပ်ကိုစွန့်ပစ်တော်မူသည်နိဟု ဆိုလိုသည်ထိုအရ၌ရက်နေတော်သူအချို့တို့သည်ကြားလင်သူသည်အေလိယကို ခေါ်သည်ဟုဆိုကြ၏လူတစ်ယောက်သည်ချက်ချင်းပြေး၍ရေမှူတထွေးကို ုံးရည်နှင့်ပြည့်စေပြီးလျှင်ကျူလုံးဖြား၌တက်၍ကုရောအားတောက်ဆိုင်သောငါပေးလေ၏ကျွင်းသောသူတို့ကရှိစေတော့အေလိယသည်သူ့ကိုကဲ့တင်ခြင်းကလာမီမလာမီကိုကြည်ကြကုန်အံ့ဟုဆိုကြ၏ယေရှုသည်ကြီးသောအသံနှင့်တဖန်ကြွေးကြော်ပြီးလျှင်အသက်တော်ကိုလွတ်တော်မူ၏ထိုအခါဗိမာန်တော်ဤကလကာသည်အထက်ဆုံးမှအောက်ဆုံးတိုင်အောင်ဆုတ်ကွဲလေ၏မြေကြီးလှုပ်လေ၏ ကြောက်များတို့သည်ကွဲပြားကြ၏တင်ကြိုင်တွင်တို့သည် ပွင့်လက်သဖြင့်ကျိမ့်ဆက်လျက်ရှိသောတန်ရှင်းသူတို့၏အလောင်းများစွာတို့သည်ထကြ၍ကိုရောထမြောက်တော်မူသည့်နောက်ထိုသူတို့သည်တင်ကြိုင်တွင်မှထွက်၍တန်ရှင်းသောမြို့တဲသို့ဝင်ပြီးလျှင် လူများစွာတို့အားထင်ရှားကြ၏ယေရှုကိုစောင့်တော်တက်မှုမှစ၍စစ်သူရဲများတို့သည် ြေကြီးလှုပ်ခြင်းစသည်တို့ကိုမြင်လျှင်အလွန်ထိတ်လန့်၍စင်စစ်ဤသူသည်ဖျားသခင်ဤသားတော်မှန်ပေ၏ဟု ဆိုကြ၏ဂါလိလဲပြည်ကယေရှုနောက်တော်၌အလုအကျွေးလိုက်လာသော မိမအများတို့သည်လည်းထိုအရ၌အဝေးကကြည့်ရှု၍နေကြ၏ထိုမိမတို့တွင် မာဂဒလမာရီယာကုပ်နှင့်ယောသေတို့၏အမိဖြစ်သောမာရီနှင့်ဇေဘေဒဲ၏သားတို့၏အမိပါကြသည် ညအချိန်ရောက်မှအရိမသဲမြို့သားယောသက်အမိရှိသောတထေးသည်ယေရှု၏တပည့်တော်ဖြစ်သည်နှင့်ပိလက်မင်းထံသို့ဝင်၍ယေရှု၏အလောင်းတော်ကိုတောင်းလေ၏ပိလက်မင်းသည် အလောင်းတော်ကိုပေးစေခြင်းငှာအမိန့်တော်ရှိသောယောသက်သည် အလောင်းတော်ကိုယူ၍ဖြူစင်သောပိတ်ချောနှင့်ပတ်ရစ်ပြီးလျှင်ကြောက်၌ထွင်းသောမိမိတင်းကြိုင်းတွင်းတစ်ထဲမှထားလေ၏ကြီးစွာသောကြောက်ကိုလည်း တွင်းဝ၌လှိမ့်ထားပြီးမှသွား၏မဂဒလမာရီနှင့်အခြားသောမာရီသည် ထိုအရက်၌တင်းကျိုင်းတော်ရှိမှထိုင်လျက်နေရကြ၏အဖိတ်နှင့်လွန်၍နှက်ပြန်နေရောက်လျင်ယေဘရဟိတ်အကြီးနှင့်ပါရီရှဲတို့သည်ပိလက်မင်းထံ၌စုဝေး၍ထိုလှည့်ဖြားသောသူကငါသည်သုံးရက်မြောက်သောနေ့၌ထမြောက်မိဟုမသိမီပြောသည်ကိုအကျွန်ုပ်တို့မှတ်မိပါပြီ ထို့ကြောင့်သူဤတပည့်တို့သည်ညအခါလာ၍အလောင်းကိုခိုးယူပြီးလျင် သူသည်တည်ခြင်းမှထမြောက်တော်မူပြီးဟု လူအပေါင်းတို့အားပြောဆိုကြသောရှေ့အမားထက်နောက်အမားသာ၍ကြီးမီဟုစိုးရင်စရာအကြောင်းရှိသည်ဖြစ်၍တင်ញိုင်တွင်ကို သုံးရမြောက်အောင်လုံခြုံစွာစောင့်စိတ်တော်ငါအမင်းရှိတော်မူပါဟု ရှောက်ကြလျင်ပြည်လက်မင်းကသင်တို့၌လူဆောင်တတ်ရှိ၏တွားကြ တတ်နိုင်သမျှအတိုင်းလုံခြုံစွာစောင့်စီကြဟုဆိုလေ၏ထိုသူတို့သည်တွား၍ကြောက်ကူတစိခတ်ပြီးလျင်အဆောင်ထားလျက်တင်းကြိုင်းတွင်တော်ကို လုံခြုံစွာပြုကြ၏အာမင် God bless you